စာလကျမ်းအခန်းကြီး29ထောင်ရပြားသည်ငါဤအလင်းငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်ရအံ့ဤထောင်ရပြားသည်ငါဤအသက်ခိုးလုံးရဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်လန့်အံ့ရဤငါကိုအညှိုးထားသောယံသူလူဆိုးတို့သည်ငါအသားကို ကိုက်စားမိဟုလာကြသောအခါခြေတက်မိ၍လဲကြ၏ငါတဖက်၌တက်ချကြတော်လဲငါနှလုံးမကြောက်တက်စစ်ချီ၍လာကြတော်လဲထိုအမှုတွင်ပင်တည်ကြည်သောစိတ်ရှိလိမ့်မည်ထာဝရဘုရား၏တင့်တယ်ခြင်းအတရေတော်ကိုဖူးမြည်၍ပိမှန်တော်၌မွေလော်ခြင်းအလို့မှာ ထောင်ရဖျားဤအိမ်တော်မှာတသက်လုံးနေရမည်အကြောင်းတီးဟုသော အခွင့်တစ်ခုကိုထောင်ရဖျား၌ငါဆုတောင်းပြီးထုံအခွင့်ကိုရှာရအောင်မည်ကြောင်းမူကား BNDA ရောက်သည့်ကာလတဲတော်တွင်ငါကိုကွဲကားတော်မူမည်ဗိမာန်တော်အတွင်းအရက်၌ငါကိုဝှက်ထားတော်မူမည်ကြောက်ပေါ်မှလည်းငါကိုတင်ထားတော်မူမည် ယခုပေငါပတ်လေ၌ရှိသောယန္တုတို့ဤအပေါ်တော့ငါဤဥကောင်းကိုချီးမြှောက်တော်မူ၏ထို့ကြောင့်ဗိမာန်တော်မှာတဘုံမှုတ်ခြင်းနဲ့တကွရစ်ပူစော်ပါမည်တချင်းဆိုပါမည်ထောင်ရဘုရားကိုထောင်းမနာတချင်းဆိုပါမည်အိုးထောင်ရဘုရားအကျွန်ုပ်အော်ဟစ်တော်အတန်ကိုနားထောင်တော်မူပါ အကျွန်ုပ်ကိုတနာ၍ထူးတော်မူပါ ငါဤမျက်နာကိုရှာကြလောဟုသောအမိန်တော်ကိုရှေ့တော်၌အကျွန်ုပ်သည်တတိပြုလက်အုံးထာဝရဖြစ်အောင်ကိုရောဤမျက်နာကိုရှာပါမည်အကျွန်ုပ်ကို မျက်နာ လွှဲတော်မမူပါနှင့်အမျက်တော်ထက်၍ကိုရောဤကျုံကိုပယ်တော်မမူပါနှင့်အကျွန်ုပ်ကိုကဲတင်တော်မူသောဖခင်ကိုရောသည် အကျွန်ုပ်ကိုမဆတော်မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနဲ့ကိုမိဘတို့သည်အကျွန်ုပ်ကိုစွန့်ပစ်တော်လဲထာဝရဘုရားသည် အကျွန်ုပ်ကိုချီယူတော်မူမည်အိုထာဝရဘုရားကိုတော်၏လမ်းကို အကျွန်ုပ်အားပြတာတုံတင်တော်မူပါအကျွန်ုပ်ဤရန်သူတို့ကြောင့်ဖြောင့်သောလမ်းတည်း၌အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ မမှန်သောတည်ကို ခံသောသူတို့နဲ့ညင်ဆဲခြင်းကပြင်းစွာအသက်ရှူသောသူတို့သည်အကျွန်ုပ်တဖက်၌ထကြသည်ဖြစ်၍ယံသူတို့အလိုတော့အကျွန်ုပ်ကိုအံ့နံတော်မမူပါနဲ့အကဲစင်စစ်အသက်ရှင်သောသူတို့၏နေရာတွင်ထာဝရဘုရား၏ကျေးဇူးတော်ကိုငါတွေ့မြင်မိဟုယုံမှတ်ဆွဲလန်းခြင်းရှိသည်ထာဝရဘုရားကိုမျှော်လင့်လို့ အာယူ၍ရဲရင်သောစိတ်နှလုံးရှိလောထာဝရဘုရားကိုမျှော်လင့်လက်နေလော